ဘဝတခွေမှာတော့ဒီလိုမျိုးအနှိမ့်မြင့်တက်ကြဆိုကြုံကြတာပဲဟိုဖြစ်လာပြီးရဲ့အချိန်တွေတစ်ခုပေါ်မှာတော့သမျက်ငယ်သေးတယ်ပြီးတော့ကိုယ်လည်းစားနိုင်တောင်းနိုင်တာဖြစ်တဲ့အတွက်ဟိုအမြန်ဆုံးပြန်ကောင်းအောင်တော့အားပြန်မွေးယူရမှာပေါ့သမီးရဲ့နော်သူကနောက်ကူရဲအဆူတော်လှုပ်ချင်တာတဲ့ဟုတ်လားတချင်းနေဆိုတိတော့ပေါ်တင်းကဲတိတော့ပါဆို စိတ်ပဲမဟုတ်လားမြန်ငငယ်လေးရှိတယ်ပြီးတော့ဟိုကအဓိကစိတ်ပဲသမီးရနော်အားကျင်းပြီးတော့ကိုဒီနေ့တည်းမှာဥပမာသမီးစာဖတ်ချင်တယ်ဆိုလဲဒီလိုတုံးလုံးနဲ့ဖတ်လို့ရတာပဲနော်နော်တဖြည်းဖြည်းချင်းဒီကာလတစ်ခုတော့ဒီတိုင်းလေးတင်းကြီးခံပြီးတော့အားအားပြတ်မွေးရမှာပေါ့နော်အားရှိအောင်စားနော်ကိုကျွန်တော်လည်းတန်တော်နဲ့တော့တက်တက်အားပေါ့နော်သမီးနော်နော်သမီးတို့ဟုတ်ဖို့ပေါ့နော်နော်ဟုတ်ဖို့ဟုတ်ဖို့ဟုတ်ဖို့ ရပါတယ်သမီးအဓိကသမီးချမ်းမိုင်ကောင်းဖို့နော်ချမ်းမိုင်ကောင်းဖို့အရေးကြီးတယ်နော်ပြန်ကောင်းမယ်ဆိုတဲ့စိတ်ကိုလည်းအခုတော့ကလည်းအဲ့လိုပဲဖြစ်တာဒါပေမဲ့အဲ့လိုကိုယ်လည်းသွားပြီးတော့ပြန်ကောင်းတော့ချိန်ပြီးရမနေ့ဆိုရင်လေ့ကျင့်ခန်းလုပ်ပြရတယ်ငိုတယ်နားလို့လေးနားတော့ဟိုကိုယ်ကလည်းနားလည်းနားပါစေဟိုစူးစမ်းပြီးလုပ်ပြရတော့ပေါ့ ပညာရေးလည်းဒီတိုင်းဟိုရတဲ့အချိန်လေးနဲ့ပဲဆက်ပြီးတော့အခုကာလတည်းမှာပြန်ပြီးတော့စူးစမ်းပြီးသင်ရမှာပေါ့အဖေလည်းဟိုနေကျောင်းကဆရာမကြီးနဲ့တွားညှိမယ်ပါညာဆိုတဲ့ခါကျတော့လေချိန်ပိုင်းသင်တာတို့ဘာလို့လဲတဖြည်းဖြည်းဖြစ်သွားမှာပေါ့နော်တမီးနော်ဒီကတမီးပဲမှုတည်းကတမီးအားရှိဖို့လိုရင်တမီးကိုယ့်ကိုယ်ကိုစဉ်းစားခံနိုင်နေပြန်ပြီးတော့ဟိုပြန်တက်မဲ့နိုင်ဖို့တော့ခွန်အားဖြစ်ဖို့ပဲလိုရနော်ဦးလိုလေတက်နိုင်သမျှဟိုအနေဖြစ်လာအောင်ပါလေနော်ရန်ကုန်ရောက်တော့လေသမီးနဲ့ ပို့ပြီးတော့ဒီတက်ပို့ကောင်းတဲ့ဟိုနင်းဖြစ်တဲ့ဆရာဝန်တွေပါလေနည်းနည်းစုံစမ်းကြည့်မယ်လေနော်ဒီမြန်မာကောင်းဝင်နေတာ။အားရှိရစားစားဆန်းနော်။ဒီမောင်လေးမနက်ခင်းကျရင်လာလာပြီးတော့အဲ့လိုအများန်းဆက်ဆက်ခိုင်းမှာအဲ့ဒါမှသမီးပျော်ပြီးတော့ကျင်းနေ။မောင်ကြီးကမရောက်ပါဘူး။မောင်ကြီးကတော့ဒုမောင်ပါ။မောင်ဆရာကြီးကဟောလား။လာတက်လာ။ခဏကွာတသိလေးပဲမောင်လေးက။ဟောတုံနာ။ နောက်ဆုံးအာအကြောင်းအလက်ခံပြီးတော့ဘလိုမျိုးပေါ့သူလာနိုင်တဲ့အချိန်လာနိုင်တဲ့အချိန်ဘိုးရေဆရာမတရားလို့ပေးမလားအဲ့လိုပြီးတော့အဲ့လိုမျိုးကျောင်းကြီးတော့အဲ့လိုမျိုးတော့ပြောထားလို့ရှိရင်ဒီပေးရင်တော့သူ့အတွက်လည်းအဆင်ပြေတာပေါ့နော်တခါတလေကျော်လဲသူတပီးလေးဆက်လေးနဲ့တော့နိုင်တဲ့ခဏပေါ့သူအရင်စိတ်ထဲမှာထွားမဖြစ်နဲ့သူသူဘလိုပဲဖြစ်ဒီရုပ်စာတမီးအခုအကုန်လုံး စာတွေပဲပြန်ပြီးလေ့လာလို့ရတဲ့အချိန်ဖြစ်သွားမှာပါလေနော်ဟုတ်ဆိုဟိုလောလောဆယ်ဖြစ်နေတဲ့အချိန်ပုံမှာပဲဟိုဘလို့ဆက်ပြီးတော့အကောင်ဆုံးပြင်ဆင်မလဲနောက်ဆုံးဒီအိတ်နေရင်းနဲ့တော့မှစာဘလို့ဖတ်မလဲပညာရေးပုံနဲ့ဘလို့စာဆက်တင်မလဲဆိုတဲ့ဟာမျိုးလေးနဲ့ပဲကိုလေ့လာဖို့ပဲတွေ့လေနောက်ကျန်တဲ့ကိစ္စကတော့သူ့အချိန်တိုင်းပြန်ကောင်းသွားမှာပေါ့နောက်ဆုံးငယ်လေးငယ်သေးတာငယ်သေးတော့ဟိုချက်ချင်းမကောင်းရင်တော့မှအချိန်လေးတစ်ခုကြာသွားတဲ့ခါကျရင်သူပြန်ကောင်းသွားမှာပဲလေနော်နော်

ဒီမှာတော့အဓိကကျွန်တော်ကလိုအပ်တာတော့ဘယ်လိုမျိုးကသူ့အတွက်ပြန်တဲ့တန်ဆွမ်းရေးပေါ့နော်အဲ့လိုမျိုးကိုလှုပ်ချင်တာဒီမှာကျတော့လေဟုတ်ဒီမှာကျတော့ဘူးအောင်လေအိမ်မှာခေါ်ရဆိုတော့လေငွေကြီးနဲ့ပဲသွားတော့ဗောအဲဈေးဝင်သွားဆိုလဲသူတို့ကအဲလှုပ်ပြပြီးတော့ဒီဟာလေးကိုပဲကျွန်တော်ကအိမ်မှာပြန်လှုပ်ရတော့ဗောမပြည့်စုံဘူးနော်မပြည့်စုံဘူးတကယ်တော့အခုဒီဒီဖြစ်နေတဲ့အခြေအနေပေါ်မှာ ပို့ပြီးကောင်းလာဖို့ဘယ်လိုဘယ်လိုမျိုးပြန်ပြီးတော့လုပ်ရမလဲဆိုတော့ဟာမျိုးတိဒေါ်လင်းဖြစ်ချင်တာပေါ့နော်အဓိကဟိုလေ့ကျင့်ခန်းလုပ်ဖို့လိုတယ်ဆိုလဲလေ့ကျင့်ခန်းပေါ့တစ်ခုတစ်ခုခုပေါ့နော်အဲအဲ့အဲ့လိုမျိုးဖြစ်ရမှာပေါ့ဒီရတော့ဒီရတော့ဖိဇိုသရပီဆိုတော့ရန်ကုန်မှာဟိုနည်းနည်းမှဆိုဟော့မတ်တို့ပါလို့ကထိုးတာတို့ပါလို့လေအဲအဲ့အဲ့လိုအဲ့လိုမျိုးလေ့ကျင့်ခန်းအပြော်သားလေးလုပ်ရတယ်ကျွန်တော်ဖြစ်တယ်ကျွန်တော်ဖြစ်တော့အဲ့ရကတော့၃လလဲတယ် သူ့လိုပဲမလုံးနဲ့ဒါပေမဲ့ကလေးကကျတော့ဟိုခါယိုးဖြစ်ဖြစ်တဲ့မှုတ်လေဒီဟာကျတော့သူခါယိုးဖြစ်တဲ့ခါကျအဲ့လိုအတင်းဆောင်အောင်လုပ်လို့ရအောင်ဟုတ်ကဲ့အောင်တော့နော်ตัวတော့ဇာဝန်တော့ဟိုဒီ CD ရဆက်မှာ तू ကြည့်ပြီးတော့ကျွန်တော်လည်းပြတယ်အဲပြတဲ့အချိန်မှာ तू ကတော့အယိုးကဘလို့ကပြီးမိပြီးတော့အဲအထဲချင်းစီမှာဟိုဟာအယိုးစတဲ့ကဒီလိုမျိုးအထဲမှာကျိုးကုန်တာအထဲမှာကျိုးတဲ့ဟာကို तू က အပြန်ထုတ်လိုက်လားမထုတ်လိုက်တာတော့ကျွန်တော်မသိဘူးနော်အဲသူကတော့ဒီလိုလောက်ရမယ်ပေါ့သူကတော့နည်းနည်းကြီးမားတဲ့ဟာပေါ့နော်အဲအဲ့လိုမျိုးပြောပြီးတော့ခွဲတာပေါ့ဘောမဲခွဲလိုက်ခွဲတော့ခွဲလိုက်ရစီတော့တခြားအဲ့သမီးတို့နော်ဘော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 မီလိုရတာလေးတော့ဘောတာလေးတော့နော် အာရှောင်းမင်းမဆားနော်ဒီစားခြင်းစားခြင်းနာရှိလို့ရှိရင်လည်းထွေတို့ပြောပြနော်အဓိကအာရှိဖို့လိုတာနော်နော်နေပါတယ်နော်ပြန်ပြီးတော့သတ်မလာပါနော်ဘာမှမဖြစ်ဘူးဒါခဏပဲနော်သိလားကြည့်ပါဦးကြော်ရော်ကြီး